ေယောဂီအပေါင်းတော်ကောင်းတို့တရားရှုမှတ်ကြဖို့ရန်အတွက်ဣရိယာပုတ်တို့ကိုပြင်ကြရအောင်တဲ့တရားရဖို့ရန်အတွက်ဆိုလို့ရှိနံပါတ်1 သီလကိုလည်းထိမ့်သိမ့်ဆောင်လျှောက်ရတယ်။နံပါတ်2တမာတိရအောင်လည်းကြိုးစားရတယ်။တမာတိရပြီးတဲ့အခါကျမှဖြစ်ပြသဘောတည်းကို ရှုမှတ်ပြီးဝိပဿနာဉာဏ် မေညာဘုံညာနိဗ္ဗာန်တို့ကိုရရှိသွားမှာဖြစ်ပါတယ်တမာရိယာဘူရအတွေ့ကြတော့စိတ်ကိုတည်ငြိမ်အောင်နဲ့ရှုမှတ်ရတယ် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလည်းဟောထားတယ်။ဒုံနိကဟတလဟုနောယထကာမနိပါတိနောစေတတဓမ္မထောတာတုစေတံဓာတံဒုက္ခဝဟံဒုံနိကဟတ ိတ်သည်ဆုံးမပူရန်နေတဲ့အလုံးခဲရင်နေတဲ့စိတ်ကိုဆုံးမပူရန်အလုံးခဲရင်ပါတယ်တရားထိုင်တဲ့အခါကျတော့ပူပြီးတော့တည်တာတယ်စိတ်ဒီကတောင်းတွေးမြောက်တွေး ိုရောက်ဒီရောက်ဒီလိုတဲ့ဆုံးမနိုင်ဖို့ရန်ခဲရင်တဲ့စိတ်ကိုလေဝရိယထားပြီးတော့တတိနဲ့ပဲတဲ့ဆုံးမနေရတယ်ဘောရဲ့စိတ်ကိုတတိနဲ့ရှုမှတ်နေခြင်းပါပဲပေါ်တဲ့စိတ်ကို တတိနဲ့ရှုမှတ်နေခြင်းသိပ္ပလျင်စိတ်ကိုဆုံးမတယ်လို့ခေါ်ရတယ်လဟုနောစိတ်ကတိတ်ပြီးတော့ဉာဏ်နဲ့ဖြစ်ခြင်းတရားနဲ့လည်းဉာဏ်နဲ့ပြည့်ခြင်းတရားနဲ့လည်းဉာဏ်နဲ့ဒီ ဖြစ်ချင်းတရားဖြစ်ချင်းတရားတို့နဲ့မြန်တဲ့စိတ်ကိုတမာရီမရှိရင်ဘယ်လိုလုပ်မိအောင်ဖတ်နိုင်မလဲတဲ့ဘယ်လိုလုပ်ဖြစ်ပျက်ကိုရှုနိုင်မလဲတဲ့တမာရီရှိမှသာလျှင်တဲ့စိတ်ရဲ့ဖြစ်မှု စိတ်ရဲ့ပြည့်မှုကိုတဲ့ မိအောင်ဖန်နိုင်မယ်ပြီးလျင်ပညာနဲ့ဖြစ်ပြည့်ရှုနိုင်ပါလိမ့်မယ်ယထကာမနိပါတိနောတဲ့စိတ်ရဲ့တဘောပုရုဇေနိုရဲ့စိတ်ကအာယုံ၅ပါးကမ္မကုတ္တရာတည်တယ်မှာတည်း ကျစားပြီးတော့ကြာရောက်နေလေရှိတယ်ပုရုษင်ဆိုလို့ရှိရင်ရှင်ဘရင်ရဲ့စိတ်ကလည်းဒီကာမကုံတဲပဲကြာရောက်နေတာပဲတထေးကြီးတွေရဲ့စိတ်ကလည်းဒီကာမကုံတဲပဲကြာရောက်နေတာပဲတာမန်လူထားစားတွေရဲ့စိတ်ကလည်း ကာမဂုံထဲမှာပဲတဲ့ခြောက်ရောက်နေတယ်တဲ့ကျွေးတို့သည်နှောင်းအိုင်ထဲမှာပဲပျော်မွေ့တဲ့သူဝတ်တို့သည်မစင်အိုင်ထဲမှာပဲပျော်မွေ့တဲ့သူနွားတို့သည် ညခင်မှာပဲပြောမှုတကယ်တို့အယတမတို့သည်အယဆိုင်မှာပြောမှုတကယ်တို့ဖေတမတို့သည်ဖဲဝိုင်းမှာပြောတကယ်တို့ပဲပုရုဇဉ်တို့ရဲ့စိတ်ကအာယုံ၅ပါးကမ္မဂုဏ်တရားထဲမှာပဲတဲ့ ချရောက်ပြောပါလေရှိတယ်လူကတာတရားထိုင်နေဆိုတဲ့တဘောနဲ့တင်ပလင်ခွေနေပင်နေ냐တော့လေစိတ်ကတော့အများအားဖြင့်တမာတိမရခင်မှာ အာယုံ၅ပါးကာမဂုဏ်တရားတွေမှာပဲတွေးပြီးတော့တာကြာရောက်နေတတ်တယ်တဲ့စိတ်တသဓမ္မသောတာထုတဲ့စိတ်တသစိတ်ကိုဓမ္မသောဆုံးမနိုင်ခြင်းသည်တဲ့တာထုကောင်းပါလေတဲ့ စိတ်ကိုစုံမနိုင်ခြင်းတည်ကောင်းပါလေတဲ့အဲ့တော့ပေါ်လာတဲ့စိတ်ကိုဝရိယထားပြီးတော့တတိနဲ့သူကစုံမနေရတယ်ဝရိယထားပြီးတော့တတိနဲ့စုံမနေရတယ်မြင်စိတ်ပေါ်တယ်ဆိုလို့ရှိရင်လေတတိနဲ့ရှုမှတ် ကြားစိတ်ပေါ်ရင်လည်းတတိနဲ့ရှုမှတ်နာစိတ်ပေါ်ရင်လည်းတတိနဲ့ရှုမှတ်ရှားနာကောင်းစိတ်ပေါ်ရင်လည်းတတိနဲ့ရှုမှတ်တွေးတောခြင်းစီစိတ်ပေါ်ရင်လည်းတတိနဲ့ရှုမှတ်လောဘစိတ်ပေါ်ရင်လည်းတတိနဲ့ပဲတဲ့ရှုမှတ်ပြီးတော့ဆုံးမရတယ် ဒေါသစိတ်ပေါ်ရင်လည်းတတိနဲ့ရှုမှတ်ပြီးတော့ဆုံးမရတယ်။မောဟစိတ်ပေါ်ရင်လည်းတတိနဲ့ရှုမှတ်ပြီးတဲ့ဆုံးမရတယ်။အလောဘစိတ်ပေါ်လို့ရှိရင်လည်းတတိနဲ့ရှုမှတ်ရောတဲ့ဖြစ်ပြမြင်အောင်ရှုပေးရတယ်။အလောဘစိတ် ဒါလူတဲ့တန်းတဲ့စိတ်ပါပဲလူချင်းတန်းချင်းတဲ့စိတ်ပါပဲသို့တော်ကိုကမချမ်းသာဖိုချမ်းသာနိဗ္ဗာန်ချမ်းသာရဖို့ရန်အတွေ့အာထုတ်နေတဲ့အခိုက်မှာဒီအာလောဘလူချင်းတန်းချင်းတဲ့စိတ်တွေကိုလေတတိနဲ့ရှုမှတ်ရမယ်တတိနဲ့ရှုမှတ်ရမယ် ဖြည့်ပြည့်ရှုမှတ်ရမယ်ဖြည့်ပြည့်ရှုမှတ်ရမယ်အာဒေါသစိတ်ဖြစ်တဲ့အခါမှာလည်းဒီတိုင်းပဲတတိနဲ့ရှုမှတ်ရမယ်တဲ့ပညာနဲ့လည်းဖြည့်ပြည့်တွေကိုရှုရမယ်တွေးတောစိတ်ပေါ်ရင်လည်းဝရိယထာ သတိနဲ့ဆိုင်ပညာနဲ့ရှုမှတ်ရတယ်။တွေးတော့စိတ်ဆိုလို့ရှိရင်တော့ဒီတွေးစိတ်ကလေးကိုပဲသတိပဋ္ဌာန်နဲ့ငြိမ်သွားအောင်ရှုမှတ်ရတယ်။အပြင်ဧည့်သည်စိတ်တို့ အတွင်းဧသစေတို့မရှိဘူးဆိုရင်တော့ဝင်းလီတိစိတ်ထွက်လီတိစိတ်ဝင်းလီတိစိတ်ထွက်လီတိစိတ်အဲ့ဒီဝင်းလီတိစိတ်နဲ့ထွက်လီတိစိတ်တို့ကိုလည်းရှုပေးရတယ်ရှုပေးရတယ်ဒါဟာ စိတ်ကိုယ်တည်းဆုံးမနေခြင်းပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောတာတယ်လူမိုက်တို့သည်စိတ်ရဲ့အလိုကိုလိုက်ကြသည့်အတွက်ကြောင့်ဖေယူဖရဲနဲ့ပျက်စီးခြင်းတို့ရောက်ရတယ်ပညာရှိတို့သည် စိတ်ရဲ့အလိုကိုမလိုက်ဘူးဒီစိတ်ကိုသမထတရားတွေနဲ့ငြိမ်အောင်လုပ်တယ်ဝိပဿနာတရားတွေနဲ့ဖြစ်ပြဲရှုတယ်ဒါကြောင့်ပညာရှိတွေကြတော့စိတ်တန်တန်တုခဝဟံတဲ့ ဝိပဿနာချမ်းသာတွေလည်းရသွားကြတယ်မချမ်းသာတွေလည်းရသွားကြတယ်ဖူချမ်းသာတွေလည်းရသွားကြတယ်နိဗ္ဗာန်ချမ်းသာတွေလည်းရသွားကြတယ်ဒါကြောင့်စိတ်ရဲ့အလိုကိုမလိုက်ရဘူးစိတ်ကိုတတိနဲ့ဆုံးမရတယ် အခုတရားရှုမှတ်တယ်ဆိုတာကယောဂီပေါင်းတော်ခေါင်းတို့စိတ်ကိုဆုံးမတဲ့အလုပ်ပဲစိတ်ကိုငြိမ်အောင်ရှုမှတ်တဲ့အလုပ်ပဲနောက်ဆုံးတမာရိယလာပြီဆိုလို့ရှိရင်စိတ်ကိုဖြစ်ပြရှုနိုင်သွားတယ် စိတ်ကိုဖြစ်ဖြစ်ရှုနိုင်တယ်ဆိုတာကတကယ်တကယ်တမာရီအားကောင်းလာပြီဆိုလို့ရှိရင်တိစိတ်တခုပဲတဲ့ကြံတော့လေဘာပဲဖြစ်ဖြစ်တည်တယ်အဲ့ဒီတိစိတ်တခုရဲ့ဖြစ်ပျက်ကိုတဲ့ရှုတိုင်သွား ဒီစိတ်တစ်ခုရဲ့ဖြစ်ပျက်ကိုတဲ့ကွာရှုနိုင်နေဆိုတာကတကယ်ကိုတမာတိရသွားလို့ဒီစိတ်ရဲ့ဖြစ်ပျက်ကိုတဲ့ရှုနိုင်ပြီဆိုလို့ရှိရင်ဒစိတ်ဖြစ်လိုက်ဒစိတ်ပြတ်သွားလိုက်စိတ်ဖြစ်လာတာကိုလည်းသိတယ်စိတ် ြတ်သွားတာကိုလည်းသိတယ်စိတ်ဖြစ်တာကိုလည်းသိတယ်စိတ်ပြတ်သွားတာကိုလည်းသိတယ်စိတ်ဖြစ်တာကိုလည်းသိတယ်စိတ်ပြတ်သွားတာကိုလည်းသိတယ်အဲ့ဒါတမာတိကောင်းလာတဲ့အခါကျမှသိစိတ်ရဲ့ဖြစ်ပြတဲ့ဘောကိုသူရှုမှတ်လို့ရသွား ဒါကြောင့်လည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအញ្ញံစိတ်တံဥပ္ပစ္စတိအញ្ញံစိတ်တံနေတုစတိအဝီစီမနုတံဘံတော်ဝနတိတော်တော်ဝဝတ္တတိတဲ့သစိတ်ဖြစ်ရင် အဲ့ဒီစိတ်ကလေးရာဖြစ်ပြီးတော့ပြတ်သွားတယ်။တစိတ်ဖြစ်ရင်အဲ့ဒီစိတ်ကလေးဟာဖြစ်ပြီးတော့ပြတ်သွားတယ်။ဖြစ်ပြက်အစဉ်တန်းနေပါလား။ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်။စိတ်ဒီအစဉ်တန်းပြီးတော့နေပါလား။ဥမာအဖြစ်ဆိုလို့ရှိရင် အဝီစီမနုတံပံတော်နတိသောတော်ဝဝတ္တိအနုတံပံတော်အစင်မပြတ်စီစဉ်နေတဲ့နရီသောတော်ဝရဲ့မြည်ရည်အလျင်ကဲ့သို့ပဲတဲ့အာဝီစီမနုတံပံတော် အမြဲမပြတ်စီးဆင်းနေတဲ့နရီတော်တော်ဝါတဲ့စိတ်တရားမြည်ရည်အလျင်ကဲ့သို့ပဲတဲ့တတွင်တွင်စီးဆင်းနေတဲ့မြည်ရည်အလျင်ကို ကြည့်လိုက်ပေါ့အဝေးကကြည်နေရင်တော့ဒီမြည်ရည်အလျင်နေဟာတစ္ဆတ်သေးလို့ထင်ရတယ် ဒဇတ်ထဲလို့ထင်ရတယ်။ရှေ့ရည်နဲ့နောက်ရည်အတူတူပဲလို့ထင်ရတယ်။စီးသွားတဲ့သဘောကိုလည်းအဝေးရကြည့်ရင်မမြင်ဘူး။ဆင်းသွားတဲ့သဘောကိုလည်းအဝေးရကြည့်ရင်မမြင်ဘူး။အနိကသွားကြည့်တဲ့အခါကျမှရှေ့ရည်နဲ့နောက်ရည်ဟာလည်းမတူဘူး။ ရှေကရေတွစီသွားလိုက်နောက်ရေကတခါဆင်းလာလိုက်ရှေရေစီသွားလိုက်နောက်ရေဆင်းလာလိုက်ရှေရေစီသွားလိုက်နောက်ရေဆင်းလာလိုက်ရေတွေဟာတဲ့ရှေရေစီတယ်နောက်ရေစီတယ်ရှေရေစီတယ်နောက်ရေစီတယ်ဒီလိုပဲတဲ့ ိတ်ရဲ့သဘောဆိုတာကလည်းဝိပဿနာဉာဏ်မရခင်တော့စိတ်တည်းဟာတဲ့ဖြစ်တာကိုလည်းသူကမမြင်ရဘူးပြက်တာကိုလည်းမမြင်ရဘူးမမြင်ရသည့်အတွေ့ကြောင့်ရှေးစိတ်ဖြစ်တာကိုလည်းမသိပြက်တာကိုလည်းမသိနောက်စိတ်ဖြစ်ပေါ်လာတာကိုလည်းမသိ အဲ့ဒီနောက်စိတ်ပြတ်သွားတာကိုလည်းမသိဒလဆတ်ထဲလို့ထင်ရတယ်ဒီလိုမဟုတ်ပါဘူးတဲ့ရှေးစိတ်ဖြစ်ပြီးရင်ပြတ်တယ်နောက်စိတ်အစာထိုးတယ်ရှေးစိတ်ဖြစ်ပြီးရင်ပြတ်တယ်နောက်စိတ်အစာထိုးတယ်အញ្ញာဥပ္ပစတိစိတ်တံအញ្ញာစိတ်တံနိထုစတိရှေးစိတ်ကဖြစ်ပြီးရင် ြည့်တယ်နောက်စိတ်အစာထိုးတယ်ရှေးစိတ်ဖြစ်ပြီးရင်ပြည့်တယ်နောက်စိတ်အစာထိုးတယ်ဒါဟာစိတ်ရဲ့ဖြစ်ပြက်ပဲစိတ်ရဲ့ဖြစ်ပြက်ပဲတမာရိရလာလို့ရှိရင်တိစိတ်တခုသာလျင်ရှိတော်ပါလားတိမယ် နောက်အဲ့ဒီတိစိတ်ရဲ့ဖြစ်မှုနဲ့ပြည့်မှုကိုဆင်ခြင်သုံးသပ်ပြီးတော့ဆင်ခြင်သုံးသပ်တယ်ဆိုတာကြတော့သူကတမတနာဉာဏ်ပေါ့ဆင်ခြင်သုံးသပ်ပြီးတဲ့အခါကျမှသူကဝိပဿနာဉာဏ်နဲ့ဖြစ်ပြတဲ့ဘောလေးကိုသူကရှုမှတ်လို့ရတာ ဖြစ်ပြသဘောကိုသူရှုမှတ်လို့ရတာဒါကြောင့်တမ္မာရိကောင်းအောင်လုပ်ပါတဲ့တမ္မာရိရအောင်ကြိုးစားပါတဲ့အပြောဖြစ်ပြကနေပြီးတော့သဘောဖြစ်ပြကိုလေမြင်အောင်ကြည့်ရမယ် တကယ်ဉာဏ်လေးကိုမြင်လာမှတာလည်းသဘောဖြစ်ပြက်တဘာဝဒုက္ခဖြစ်ပြီး ပြက်နေတာတွေကိုတည်းသိလိမ့်မယ်တမ္မာရိရဖို့ရန်အတွေ့ဆိုတာကလည်းတဲ့ယောဂီတို့ဝရိယထားပြီးတော့တတိနဲ့မှတ်နေမှဝရိယထားပြီးတော့တတိနဲ့မှတ်နေမှ ဣရိယာပုတ်ပြောင်းမင်ပြောင်းညာတော်လေတရားရှုမှတ်တဲ့အလုပ်ကိုတော့လုပ်နေရတယ်အတတ်နိုင်ဆုံးတတိလိထာပြီးတော့တရားကိုမှတ်နေရတယ်ဝရိယထာပြီးတော့တတိနဲ့မမှတ်ဘူးဆိုရင်တော့တမာရီမရနိုင်ပါဘူးတဲ့ ဒါကြောင့်ယောဂီတယောက်အတွက်ကဝရိယနဲ့တတိအမြဲတမ်းရှိနေရမယ်အမြဲတမ်းရှိနေရမယ်ဒါကြောင့်တတိပဋ္ဌာန်းနံပါတ်၁ပဲတတိပဋ္ဌာန်းဘာဝတံနံပါတ်၂ တတိပဋ္ဌာန်လမ်းဆုံးနံပါတ်3တတိပဋ္ဌာန်ရှိမှတတိပဋ္ဌာနာဘာဝနာဖြစ်ပြီးပြတ္တာကိုရှုပ်ပတ်နိုင်မယ်ဖြစ်ပြီးပြတ္တာကိုမြင်မယ်တတိပဋ္ဌာနာဘာဝနာဖြစ်ပြတည်ရှုဖြစ်ပြတည်မြင်ဒီဖြစ်ပြတည်ကိုကြည်ရင်ကြည်ရင်ね ဉာဏ်ရင့်လာပြီဆိုလို့ရှိရင်သူကဒီဖြစ်ပြက်သဘောတွေကိုတော့ညင်းငွေလာတာပဲဖြစ်ပြက်သဘောတွေညင်းငွေလာတာ ਨੇ ကျုချင်လွတ်ချင်တဲ့စိတ်တွေဖြစ်လာတာပဲကျုချင်လွတ်ချင်တဲ့စိတ်မုံစိတုကမြတ်တာညာညာရင့်လာတာ ਨੇ အမြတ်စိတ်တွေဟာတဲ့ပြောင်းပြောင်းသွားတယ် စိတ်တွေဟာပြောင်းပြောင်းသွားတယ်။ဒါကြောင့်ကိုယ်ကဖြစ်ပြက်တာရှုပေးနေလို့ရှိရဲ့။ဉာဏ်ရဲ့လာတာနဲ့အမျှစိတ်တွေပြောင်းသွားမှာပဲ။ဇမ္မာရှိသည်သူရဲ့အလုပ်သုံးလုပ်တာလုပ်နေ။ ယကလေးဒေတိအခွန်ကိုဖောက်ပြီးတော့အပြင်သို့ရောက်အောင်ယကလေးဒီကပဲတဲ့ကြိုးစားသွားလိုက်မယ်ဒီလိုပါပဲတဲ့ဉာဏ်ကကြိုးစားသွားလိုက်မယ်တဲ့ဉာဏ်ကသူ့အလုပ်သူ့လှုပ်သွားလိုက်မယ်ကိုကား အနိစ္စရှုဒုက္ခရှုအနတ္တရှုဒီအလုတ်သုံးလုတ်ကိုသာလုံမယ်ဒီအလုတ်သုံးလုတ်တို့ကိုတဲ့ကွာပုံမှန်မှန်လုတ်သွားကျက်နဲ့တူတဲ့ဉာဏ်ကအဝိဇ္ဇာအစရှိသောကိရိတာတို့ကိုတဲ့ဖြည့်စည်းမယ်ဖောက်ခွဲမယ်ဒါကြောင့် ပညာဟုထေနာတဲ့ဉာဏ်ကိုသူကလက်နဲ့လို့သုံးတယ်ဉာဏ်ကိုလက်နဲ့လို့သူကသုံးတယ်အားလုံးဝရိယထားပြီးတော့တရားကိုကြိုးစားကြပါယောဂီအပေါင်းတော်တော်ကောင်းတို့